ဆက်ကြီးတငင်နဲ့တကယ်ကိုငိုနေတာပဲเนาะ ဆက်ကြီးတငင်နဲ့တကယ်ကိုငိုနေတာဗျာเนาะသူ့အမေကလည်းပြောသွားတယ်တကယ်စစ်မှန်ရင်ပြန်လာမှာပေါ့တဲ့အခုငိုနေတဲ့သူကတော့ဒါကောင်မလေးတွေရဲ့အသေးချော်ပဲလို့ဒါကြောင်ညာမင်းသားကွန်မာဆယ်ဗီဒီယိုတွေရိုက်နေတဲ့လင်းအောင်ခစ်ပဲဖြစ်ပါတယ်ဗျာသူဘာကြောင့်ငိုနေတာလဲဆိုတော့ဒါစနစ်တာတွဲခဲ့တဲ့အစူရောမာလီစုလိုက်နေတဲ့ဒါ ဘရိတ်ကက်လုတ်လိုက်လို့ငူနေတာဆိုပြီးတော့ပြောကြတယ်ဗျာနော်။အဲကြအဲ့လိုပြောကြပေမဲ့ဒီအစိုးရမာလေးစုလိုက်နဲ့တွဲထားတဲ့ပုံတပုံးမှလည်းဒါဆိုရှယ်မီဒီယာမှာမတွေ့ရဘူး။တချို့သိတဲ့လူတွေလည်းသိကြတယ်လို့တော့ဆိုတယ်ဗျာနော်။အဲကြသူ့ရဲ့ Facebook မှာဆိုရင်လည်း तू आ तू တင်ထားတယ်ဗျာနော်။ Asia and now is over ဆိုပြီးတော့ तू တင်ထားတယ်။စနစ်တဲ့အခုတော့ ပြီးဆုံးသွားပြီတဲ့အဲကြောင့် is over ဆိုတော့ပြီးဆုံးသွားပြီ break it လုတ်လိုက်ပြီဆိုတဲ့သဘောပေါ့ဗျာပြတ်သွားပြီဆိုတဲ့သဘောပေါ့အဲကြောင့်လွန်ပိုင်ပြီးရင်တော့လေအောင်ခစ်ပဲဖြစ်လိမ့်မယ်ဗျာနော်တက်တန်းနေအများကြီးတွဲခဲ့တဲ့လူကတော့နောက်ပြီးရောက်တော့သူဘာစစ်တက်လေးတင်လဲဆိုတော့အိမ်မြခဲ့တဲ့နေ့တွေဒီကလာကြီးကြော်ဖြတ်ပြီးရင်တော့စိတ်သစ်လူသစ်ဖြစ်သွားမှာပါဆိုပြီးတော့ ဒါရေးထားတာဗျအဲ့ဒီဟာလေးတွေက new feed မှာတော့သူ့အနေနဲ့သူတော့တွေ့ရတယ်ဒါမလို့သူ့ရဲ့ timeline မှာတော့သူကဒီ status လေးတွေကို hide လုပ်ထားပုံရတယ်အဲ့ကြတော့တွဲတော့တွဲနေတယ်တချို့လည်းသိကြတယ်ဆိုပေမဲ့ဘာကြောင့်ဘလို့ break up ဖြစ်သွားကြတာလဲဆိုတော့အတော်များများမသိကြဘူးဒါနဲ့ပတ်သက်ပြီးတော့လည်းဘယ်သူမှပြောတာဆိုတာသိမတွေ့ရဘူးအဲ့တချို့ media ပေါက်ဆလေးတွေကလည်း အဲဒီလိုမျိုးဒီသူ့ရဲ့ status ပုံမှာ multi ပြီးတော့ဒါရှင်းနေကြတွဲခဲ့တဲ့အစိုးရမှလေးစုလိုက်နေ break ကလုလိုက်လို့ဒါငိုကျွေးနေတာလောက်ပဲပြောကြတယ်ဗျာ art inter power fighting power ဆိုပြီးတော့ပဲပြောကြတယ်အဲကြတော့ဒီဘာမှမရှိတဲ့ဘဝမှာတောင်မှ အတူတူကြိုးစားခဲ့ကြတာခုချိန်ကျမှဘာကြောင့်လန်ခွဲကြတာလဲဆိုပြီးတော့လေတချို့ကဒါပြောဆိုနေကြတာဗျာ အဆိုတော်မှလေးစုလိုက်ကလည်းဆိုတော်တွေလုတ်တယ်တချို့ကွန်မာရှယ်လေးတွေဒီပွဲတက်တွေလုတ်နေရတာဗျဒါမှမဟုတ်လင်းအောင်ခစ်ကတော့ဒါ follower 1m နဲ့ကွန်မာရှယ်ဗီဒီယိုတွေအများစုရိုက်နေရတဲ့သူခက်စိတ်စိတ်ရိုက်နေရတဲ့သူအောင်မြင်မှုအတိုင်းအတာတစ်ခုတော့ရောက်နေတဲ့သူပဲဗျအဲ့ဒါဘာကြောင့်ဘလို့ break ကတ်သွားတာလဲပေါ့ကျွန်တော်တို့ကစဉ်းစားကြရပဲเนาะအဲ့ဒါဒီနေ့ခေတ် main ကလေးတွေလည်း silent တွဲမလား official ချတွဲမလားပေါ့ ော်မလေးကဒီစိုင်းလင်မဲ့အတွဲခံနေရလို့လင်းအောင်ခစ်ကပဲဟိုကော်မလေးခေါ်ရိုက်လိုက်ဒီကော်မလေးခေါ်ရိုက်လိုက်နဲ့ဘလူးတို့မျိုးဖြစ်နေလို့မျက်နှာများသလိုမျိုးဖြစ်နေလို့မြန်သီးမခံနိုင်တော့လို့အဲစိုင်းလင်လေးလည်းတွဲနေရလို့ရှစ်ဆက်တော့လည်းဘာမှမထူးခြားတော့လို့ဆိုပြီးတော့ပဲဒါ breaker လုလိုက်ကြလားပေါ့ဘာကြောင့်မြန် breaker လုလိုက်ကြလဲတော့မသိဘူးအဲ့ဒါဒီနေရာမှာကျွန်တော် react လုပ်ပေးချင်တာပြောချင်တာကဘာလဲဆိုတော့ ခုသူပြောသွားတဲ့ရေးထားတဲ့စာတွေအရာဆိုရင်သူဟာ HCS and is over ဆိုပြီးတော့သူဟာရေးထားတာဆိုတော့စနစ်တာတွဲခဲ့ပြီးသွားပြီအခုတော့ပြည်ဆောင်သွားပြီဆိုတဲ့ဇာတ်ကားကြီးကကော်မန်လေးတယောက်နဲ့ဒါစနစ်တာတော့တွဲပြီးပြီအချိန်နည်းနည်းလက်ရှိသူတို့ရဲ့အချိန်နည်းနည်းထားရတယ်အတန်းတာတစ်ခုရောက်နေပြီဆိုရင်တော့ဘလို့နေနေဘာပဲဖြစ်ဖြစ် ဟိုအရင်ကြီးအောင်မြင်မှမဟုတ်ဘဲနဲ့အတိုင်းတာအခြေအနေတစ်ခုမှာအခုနဲ့တက်နိုင်တဲ့အခြေအနေဓာတ်လေးနဲ့စုတူကောင်းဘက်ဒုတူပေါင်းဘက်တွဲမယ်ဆိုရင်တွဲရမှာယူမယ်ဆိုရင်လည်းယူရမှာဒါမှမဟုတ် public ကိုချပြတဲ့ရင်တော့ချပြတဲ့ပြီလို့မြင်နေဗျာနော်အဲဒါကောင်မလေးကလည်း public လည်းချပြတာမခံရဘူး official လည်းအတွဲမခံရဘဲနဲ့ဒီလောက်ကြီးအခြေအနေတွားခဲ့ရပြီးတော့ဆိုတော့ကောင်မလေးဘက်ကလည်းစဉ်းစားကြည့်မယ်ဆိုရင်တော့မလွယ်ဘူးဒီအကြတော့ silent ကြီးတွဲနေရတာပေါ့ဗျာပြောရမယ်ဆိုရင်တော့ စိုင်းလင်းတွဲတဲ့မတွဲတဲ့ကိစ္စတွေကလည်းစဉ်းစားကြည့်လို့ရင်အဲ့လိုပေါ့ယူမမသိမယူပြမမသိ official ကြီးချတွဲပြီးတော့မှဟာတချို့ဆိုရင်လည်းတွဲလိုက်ပြီးဆိုရင်ဟာ official တွေပဲချတွဲကြတယ် official တွေချတွဲတော့မယူပြတော့ ground လာဆိုတဲ့သဘောမျိုးပေါ့ဗျာဟာဟိုကောင်နဲ့တွဲပြီးတော့ပြတ်လိုက်ဒီကောင်နဲ့တွဲပြီးတော့ပြတ်လိုက်ဟာအဲ့အဲ့လိုမျိုးတွေပေါ့အဲ့ကြကောင်လေးဆိုရင်လည်းဟိုကောင်မလေးနဲ့တွဲပြီးတော့ပြတ်သွားလိုက်ဒီကောင်မလေးနဲ့ပြတ်တွဲပြီးတော့ပြတ်သွားလိုက်နည်းနည်း ground နေတယ်လို့မျိုးပဲဖြစ်တယ်ဗျာနော် အဲ့ကြတော့ဒီလောက်ဒီလူကြီးတွဲခဲ့ပြီးရင်တော့ကျွန်တော်တို့ကမယ်ရီယောဘရိတ်ကတ်เนาะစဉ်းစားဆုံးဖြတ်ရတော့မှာယူမာလာဒါမှမဟုတ်ဘရိတ်ကတ်ပဲလုံမာလာစဉ်းစားဆုံးဖြတ်ရမှာရှေးလူကြီးသူမစကားတွေလည်းရှိသေးတယ်เนาะသုံးနှစ်သုံးမိုးဆိုတာစကားရှိကြတယ်တယောက်နဲ့တယောက်ရင်ငယ်ညပြီးချစ်ကြချစ်ကြောင်းဝင်ညပြီးဆိုရင်သုံးနှစ်သုံးမိုးအပြန်နဲ့လေ့လာကြတယ်လေ့လာပြီးပြီးဆိုရင်သူအကြောင်းကိုအကြောင်းသူအချင်းစရိုက်ကိုအချင်းစရိုက် သူစိတ်နေတဘောတော့ကိုယ်စိတ်နေတဘောတော့အတော်တော်လေးတည်သွားကြပြီအဲကြတော့မယ်ရီရောဘရိတ်ကတ်ပဲခွဲခြားဆုံးဖြတ်ရတော့မှာသုံးနှစ်သုံးမိုးတွဲလို့မှမယူဘူးလားယူမလားမယူဘူးဆိုရင်တော့လမ်းခွဲလိုက်တော့ဒီလိုမျိုးကြီးတွဲပြီးတော့ခုရှေ့မှာဆိုရင်လည်းလွမ်းပိုင်လို့တော့ဘောဘီဆောက်ဆန်းနဲ့အချင်းကြီးအချာကြီးတွဲပြီးတော့မှမြူပြစ်ကြအောင်အလကားပဲခုတို့ဆိုရင်လည်းရှင်းနှစ်တဲ့အရန်အချာကြီးနော်အချင်းကြီးအချာကြီးပဲနော်ရှင်းနှစ်ဆိုတဲ့အတက်တန်းကတခုကနဲတာမဟုတ်ဘူး လျောင်းခေတ်ကဒါအောင်မြင်လာတယ်ဆိုတာကတိတ်မကြသေးဘူးမောင်မင်းနေခင်ကာလမှာအတူတူရှိနေခဲ့ကြပြီးတော့အပြန်လန် support တွေပေးခဲ့ကြပြီးတော့မှအခုလိုအခြေအနေနေထားတစ်ခုရောက်မှ break up ဖြစ်တာမကောင်းပါဘူးဆိုပြီးတော့လေဒါတချို့ဖန်နေရဝေဖန်နေကြတယ်ပြောနေကြတယ်ဗျအဲကြတော့ဘာပြောချင်လဲဆိုတော့ဘာပဲပြောပြော official ချမတွဲနိုင်ဘူးဆိုရင်လည်းနှစ်နှစ်ကျော်၃နှစ်လောက်မှဒီ official လက်ချမတွဲဘူးယူလည်းမယူဘူးဆိုရင်တော့ဒါနှစ်ဦးနှစ်ဖက်စလုံးနစ်နာတယ်လို့ပဲပြောရမှာဗျ main ကလေးတွေနစ်နာတာမဟုတ်ယောက်ျားလေးကလည်းဤပဲဤပဲနဲ့ဒီတိုင်းကြီးသွားနေအချိန်ကြီးမျောနေတဲ့အချိန်ကြီးကုန်နေတယ်အဲကြသုံးနှစ်သုံးဘူးလောက်တွဲပြီးလို့မှမယူဘူးယူမယ်မစင်စားမဆုံးဖြတ်နိုင်ဘူးဆိုရင်တော့ break လောက်တာပဲကောင်းတယ်ကျွန်တော်ရဲ့ fan တွေကျွန်တော်ရဲ့ဒီအမျိုးတွေရောဒီလောက်ဒီလိုမျိုးကြီးတွဲပြီးတော့မှ ဒါ official ချမတွဲဘူးမယူဘူးဆိုရင်ဒါ bracket လုံးတဲ့မလုံးတဲ့ဆိုတာနဲ့ပတ်သက်ပြီးတော့အခုလင်းအောင်ခရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ဒါမှတ်ချက်လေးတွေရေးပေးခဲ့ပါအောင်ဗျာ